二十余天的努力奋斗。ရှမ်းပြည်နယ်လာရှုံမြို့ကအရှိမြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်လို့အမည်ရပြီးကိုကန့်တိုင်းရင်းသားတွေဥဆောင်တဲ့ MMDA တပ်တွေနဲ့မဟာမိတ်တပ်တွေထံလက်လွတ်ဆုံးရှုံးခဲ့ရတာဟာ1948ခုနှစ်နောက်ပိုင်းမြန်မာစစ်တပ်အတွက်အကြီးမားဆုံးစစ်ရှုံးမှုကြီးတစ်ခုဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံရဲ့အိနီချင်းဖြစ်သူတရုတ်နိုင်ငံရဲ့ဖိအားပေးဂျောင်းဝင်မှုကြောင့်ဒီလိုကြီးမားတဲ့စစ်ရေးနိုင်ငံရေးအပြောင်းလဲကြီးဟာတမျိုးတစ်ပုံပြန်လဲပြောင်းလဲတော့မယ်လို့သိရပါဗျ။မြန်မာနိုင်ငံရဲ့အရှိတ်ဘက်ကအဓိကကြတဲ့စီးပွားရေးမြို့တော်ဖြစ်ပြီးတရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာအချက်ချာကြတဲ့လိုင်းရှုပ်မြို့ကိုမာမိတ်တပ်တွေကသိမ်းပိုက်ပြီးတဲ့နောက်မှာတရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့်ကိုကန့်နဲ့စစ်ကောင်စီနှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံယူနန်ပြည်နယ်မှာအကြိမ်ကြိမ်တွစ်ဆုံမှုတွေလုပ်ခဲ့ကြပါဗျ။အခုနှစ်ဆန်ပိုင်းတွစ်ဆုံမှုမှာကိုကန်တက်တွေလာရှိုးကနေဂျွန်လအတွင်းဆုတ်ခွာဖို့သဘောတူခဲ့ရပြီးပြီးခဲ့တဲ့မတ်လ22ရက်နေ့နှစ်ဖက်နောက်ဆုံးတွစ်ဆုံမှုရလအဖြစ်သဘောတူထားတဲ့ပူစောပြီးတော့အခု April 22ရက်နေ့နောက်ဆုံးထားပြီးဆုတ်ခွာဖို့ကိုကိုကန်တက်ကသဘောတူလက်မှတ်ထိုးခဲ့ရတယ်လို့မြန်မာနိုင်ငံကစုံစမ်းသိရှိရပါတယ်။ သဘောတူညီချက်အရကိုကန်တက်တွေအနေနဲ့လာရှိုးမြို့ပေါ်ကရက်ကွက်ပေါင်း12ခုကနေဆုတ်ခွာရမှာဖြစ်ပြီးမြို့ရဲ့အပြင်ဘက်ဧရိယာတွေမှာတော့ဆက်လက်ပြီးတက်ဆွဲထားမယ်လို့လည်းသိရပါဗျ။လာရှိုးမြို့ပေါ်12ရက်ကွက်မှာလူကြီးတသိန်းခွဲခန့်ရှိပြီးမြို့နယ်ကွဲတွေမှာရှိတဲ့ကျေးရွာအုပ်စုတွေမှာတော့နေထိုင်သူလူကြီးဟာတသိန်းခွဲကျော်တယ်လို့2023ခုနှစ်မတ်လအတွင်းကောက်ယူထားတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့အမှတ်တမ်းအရသိရပါဗျ။ လာရှိုးမျိုးပေါ်ရက်ကွက်12ခုကိုသာစစ်ကောင်စီကိုပြန်ပေးရမှာဖြစ်ပြီးမြို့နယ်အတွင်းကကြေးရွာတွေကတော့ကိုကန့်တက်ရဲ့ထင်းချုံမှုအောက်ဆက်လက်ရှိနေမှာဖြစ်ကြောင်းနဲ့စစ်တပ်အုပ်ချုပ်မှုအောက်မနေလိုတဲ့သူတွေအနေနဲ့ကိုကန့်တက်နဲ့အတူလိုက်လံရွှေ့ပြောင်းနိုင်တယ်လို့ကိုကန့်တက်နဲ့နှိစက်သူတွေကပြောပါတယ်မြို့ပေါ်ရက်ကွက်တွေကနေကိုကန့်တက်တွေဆုတ်ခွာပြီးတာနဲ့စစ်ကောင်စီရဲ့ထွေအုပ်ပညာရေးကျမ်းမာရေးလို့ပြည်သူ့ဝန်ဆောင်မှုဌာနတွေကရှေ့ပြေးအနေနဲ့ ဧပြီလ22ရက်နေ့မှာကနအူးပြန်လည်ဝင်ရောက်လာဖို့ရှိနေပါတယ်။ဒါပေမဲ့ကိုကန်တက်ရဲ့တပ်ဖွဲ့ဝင်အနေငယ်ရဲတပ်ဖွဲ့တချို့နဲ့ကိုကန်တက်ရဲ့ဆက်ဆံရေးုံတာဝန်ရှိသူတချို့ကတော့လာရှုမြို့ပေါ်မှာဆက်ရှိနေမယ်လို့သိရပါတယ်။ကိုကန်တက်တွေဆုတ်ခွာရမယ့်အခြေအနေနဲ့ပတ်သက်လို့ယူနန်ပြည်နယ်ကတရုတ်နိုင်ငံရေးလေးလာသူတွေရှမ်းပြည်နယ်မြောက်ပိုင်းကတော်လိုင်းထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ဆိုင်ရာတာဝန်ရှိသူတွေနဲ့မြန်မာနိုင်ငံကမင်းမြန်အတီးပြုတ်ခဲ့ပါတယ်။လိုင်းရှုံမျိုးပေါ်ကနေကိုကန်တက်တွေဆုတ်ခွာရတဲ့နောက်ွယ်ကဖိအားတွေကလည်းများစွာရှိနေပါတယ်။ကိုကန်တက်တွေဟာတစံတစခုစစ်စင်ဒုတိယပိုင်းအနေနဲ့လိုင်းရှုံမျိုးကိုပြီးခဲ့တဲ့နှစ်ဩဂုတ်လမှာမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပူးပေါင်းပြီးသိမ်းပိုက်ခဲ့တာပါ။အဲ့ဒီနောက် လာရှုမျိုးကနေကိုကန်တက်တွေပြန်ဆုတ်ဖို့တရုတ်ကဖိအားပေးတဲ့အနေနဲ့နေဆက်ကုံသွေးရေးဂိတ်တွေကိုပိတ်ဆို့ခဲ့တယ်လို့စစ်ကောင်စီကလည်းလာရှုမျိုးကိုလေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒီလိုအချိန်မှာတရုတ်ဖိအားပေးမှုကြောင့်ကိုကန်ခေါင်းဆောင်တွေနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေယူနန်မျိုးဆွေးနွေးပွဲပေါ်ပေါက်လာတာဖြစ်ပါတယ်ဆွေးနွေးပွဲတွေမတိုင်ခင်မှာလာရှုကနေကိုကန်တက်တွေမဆုတ်ပေးရင် ဖုံမျိုးနယ်စုကိုကန့်တက်ခေါင်းဆောင်ပိုင်းကိုခြင်မုံးမယ်လို့တရုတ်အာဏာပိုင်တွေကချင်းချောက်ခဲ့ပြီးကိုကန့်တက်ထိန်းချုပ်ဒေသတွေကိုလည်းလောင်စာဆေးဝါးနဲ့အစားအသောက်တွေမစီးဆင်းဖို့ထိန်းချုပ်ကန့်တက်ခဲ့ပါတယ်ဒါအပြင်တရုတ်နိုင်ငံကိုဆွေးနွေးပွဲသွားတဲ့ကိုကန့်တဲ့အကြီးအကဲဖြစ်သူဖုန်တာရှင်ကိုလည်းတရုတ်အာဏာပိုင်တွေကမြန်မာနိုင်ငံဘက်ပြန်ခွင့်မပေးတဲ့အပြင် ဖုန်တာရှင်ရဲ့မိသားစုတွေနဲ့ဆွေမျိုးတွေရဲ့စီးပွားရေးလုပ်ငန်းတွေကိုထိန်းချုပ်ပြီးအကြက်ကင်ခဲ့ပါတယ်။ အဓိကတော့ဆိုရတဲ့ကြောင့်ရောဒီစကားစကားမဆုံးမဆုံးဘူးဆိုလို့ရင်းပုံချင်းလင်းမှာ extra low melody ပြောရပြီးအရောများတယ်ပြောတခြားတော့မသိလက်ဖြစ်အပိုင်းအားဖြစ်ရလေရှိရလို့ချက်ကွန်တိုရီကပြေးသွားနေစက်ကဒီကပြေးသွားနိုင်တာမျိုးလေးဖြစ်နိုင်တယ်လေတကယ်ကျွန်တော်ကတော့အကုန်ပေါင်းပြီးတက်ကြရတယ်အခက်ဒီပြီးကြရရမနေဘူးလေဒီတော့ဝေးမှာဒါသူ့အပြင်ဆုံးအောင်ဆိုတော့လေဟိုဒီ Google ကလည်းကျွန်တော်များတို့အချင်းကောင်းကြောက် ဲသူလည်းအောက်ရှိရာဘာမှမတက်နိုင်ကြဘူးပေါ့ဟိုကလာရှိုမျိုးကနေကိုကန်တက်တွေဆုတ်ခွာမယ်လို့လက်ရောပြီးမှသာတေယောအာနာပိုင်တွေကဖုန်တာရှင်ကိုမြန်မာနိုင်ငံဘက်ပြန်ခွင့်ပြုခဲ့တာပါလက်ရှိမှာတော့ဖုန်တာရှင်ဟာ အထူးဒေသလေးလို့ခေါ်တဲ့တရုတ်နယ်စပ်မိုင်းလာမြို့မှာနေထိုင်တယ်လို့သိရပါဗျ။လူမြင်ကွင်းကနေလာအတန်ကြာကွယ်ပြောင်းနေပြီးတဲ့နောက်မိုင်းလာကိုပြန်လည်ရောက်ရှိလာတဲ့ဖုန်တာရှင်ဟာ မကြသေးခင်ရပိုင်ကပြုလုပ်တဲ့ငလင်တန်တင်ပြည်သူတွေကိုကုညီကယ်ဆယ်ရမုံငွေ ပေးပွဲမှာသာလူမြင့်ကွင်းပေါ်ပြန်ထွက်လာတာလည်းဖြစ်ပါတယ်亲自带头去。不干这哈，都要马梅带队去的阿拉卡带头。咦咦，这还没有到六秒，又怎么了？天哪嘞！没有到你牛爷苏亚恩牛吉，比都高位怎么了？比你还多呢嘞！马西拉对嘛，那百家对送孙尼个比，阿里是为比送呢？一百拉在嘛了？ လာရှုမျိုးပေါ်ကိုစစ်တပ်ကဧပြီလ22ရက်နေ့မှာပြန်လည်လက်လွဲယူမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်ခင်ဗျာ